မြတ်စွာဘုရားရှင်ရဲ့နောက်တော်ဘမတကြံမင်းကြီးကသဘိန်နဲ့နထသင်္ကန်းကြီးပိုက်၍ကပ်ပြရာဖြစ်နေလိုက်ပါလာသည်မြတ်စွာဘုရားရှင်ရဲ့လက်ဝဲဘက်ကပင်စသီကနသားရဲ့ဘီလူဝနဆောင်ကြီးတီလိုနတူရိယာနတချင်းနေနဲ့တာယာညင်ညုံကောင်းမြတ်စွာပူဇော်ပြီးတော့ဆင်းသက်လိုက်ပါပို့ဆောင်ခဲ့သည် မြတ်စွာဘုရားရှင်ရဲ့လေဝေဘကတိမန္တလိနတ်သကနပန်းနေတဖွာဘွားကျဲလို့လိုက်ပါလာသည်ဗြဟ္မာမင်းကြီးတွေကကနက်ကရံခြေဖြူတွေမိုးလို့တဝန်ကုတ်ကမလီဝါးတွေတလူလူတလွင့်လွင့်နတ်ကြီးရဲ့ခန္ဓာကိုယ်ကထွက်တဲ့ကိုယောင်ကိုယ်ဝါးတွေမြန်မာတွေရဲ့ကိုယ်ကထွက်တဲ့အယောင်အဝါးတွေ အလည်းဖြစ်တဲ့ဗြဟ္မဆောင်နဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ခန္ဓာကိုယ်တော်ကဒီလရောင်ကြီးတော်တွေပိတရောင်ကြီးတော်တွေလောဟိတရောင်ကြီးတော်တွေဩဒတရောင်ကြီးတော်တွေမြင်စိတ်ထရောင်ကြီးတော်ပြူပြူပြပြပပတရရောင်ကြီးတော်ဆိုတဲ့ရောင်ကြီးတော်၆သွဲတွေဟာနတ်တိမြမတွေရဲ့ကိုယ်ရောင်ကိုယ်ဝါတွေပုံလန်းပြီးမှပြူပြူပြပြတလဲလဲပုံမြူးနေတာဘယ်နေတော့ ဖြည်းဖြည်းချင်းနှိမ့်ဆင်းလာဟောဆောင်တန်းချိန်မှာရှင်သာရိပုတ္တရာဥဆောင်တဲ့တပိယဟန်900အဲ့ဒီနောက်ကမှာဖွင့်နေတဲ့လူတို့ပေးတတ်ကြီးကလက်အုံချီလို့ဆောင်တန်းသုံးသွင်းနေတဲ့တင့်တဲ့သဗ္ဗေသာစင်သက်ကြွမြန်တော်မူလာတဲ့မြတ်စွာဘုရားရှင် ရောင်ကြီးတော်တွေဖူးရတာယင်တဲ့မှာပိတိရိပြို့လို့လည်းပေးတတ်ကြီးဘုရားမြတ်စွာအတက်တုံးကလူပဲယေမိအစုံအစုံတကူကိုထပ်ပြီးပြပါတယ် ပြီးတော့မြတ်စွာဘုရားအရင်ရှင်းမြင်တာအထက်အောက်ဆင်းနေတာကြည့်လိုက်တော့စက်ကြာဝလာမောင်များစွာဟင်းနှင်းပွင့်သွားဒါကြောင့်အင်းဒီနေ့ကလူတွေကလည်းနတ်တွေကိုမြင်ရတဲ့နေ့နတ်တွေကလည်းလူတွေကိုမြင်ရတဲ့နေ့ထူးမြတ်တဲ့နေ့ဆိုတော့ဒီလိုသဘောပေါက်ပါလေမှန်လားပြည်သားကြည့်လို့ခေပင်ရှင်တက်တာဒကာဒကာမတွေဟာဒီအသက်ရှူဖို့မေ့နေမှတက်ပဲ အကြကြည်ညိုးနေတာဘုရားမြတ်ဆရာအဲ့ဒီနေ့ကဖယားကြည်ညိုးွယ်ကောင်းလို့လေပြည့်တယ်ဖယားဆိုမပန်တဲ့သူမရှိဘူးလို့စာကပြောတယ်